မင်္ဂလာပါခင်ဗျာဒီဘက်တွင်းသတင်းတွေတင်ဆက်ပါတော့မယ်ပထမဦးဆုံးအနေနဲ့လောက်ကလစာအရပယ်ဖြတ်ခံရတဲ့လုံသမားခန်းစား권တွေကိုပြန်လည်ညှိနှိုင်းပေးဖို့နဲ့အလုတ်ထုတ်ခံရတဲ့လုံသမားခေါင်းဆောင်တွေကိုအလုတ်ပြန်ခန့်ဖို့ရွှေပြည်သာစက်မှုဇုံ30အထည်ချုပ်စက်ယုံမှာလုံသမား1900ကျော်အခုသတင်းပတ်ထဲဆန္ဒပြနေခဲ့ကြပါတယ်ဥအာကာပေးပို့ထားပါတယ်ခင်ဗျာ ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ရွှေပြည်သာစက်မှုဆောင်တင်ဟန်ချင်းထဲကျုပ်ဆက်ယုံကအလုံသမားတွေအနေနဲ့စက်တင်ဘာလ16ရက်နေ့ကစပြီးဆန္ဒဖော်ထုတ်နေတာပါ။အနည်းဆုံးလောက်ခလာစာနှုံနာထုတ်ပြန်ပြီးနောက်ဆက်ယုံဘက်ကပယ်ဖြတ်လိုက်တဲ့အလုံသမားခန်းစားခွင့်တွေကိုပြန်လည်ညှိနှိုင်းပေးဖို့စက်တင်ဘာလပထမဘက်ကစတင်ညှိနှိုင်းခဲ့ပါတယ်။ဒါပေမဲ့ညှိနှိုင်းမှုကြိုးစားခဲ့တဲ့အလုံသမားတမကအဖွဲ့ကခေါင်းဆောင်လေးဦးကိုလောက်ကထုတ်ပစ်လိုက်ပြီးညှိနှိုင်းမှုလည်းရပ်ဆိုင်းထားတဲ့အတွက်ခုလိုလုပ်ငန်းခွင်ရဲ့ဆန္ဒဖော်ထုတ်လာကြတာဖြစ်ပါတယ်။ကျွန်တော်ကဟိုးတုန်းကရတဲ့ခါကျတော့ကျွန်တော်ကအခြေခံလာတာ6000နဲ့ရခဲ့တယ်။ရခဲ့ပြီးတော့ကျွန်내ရှားပါသေးတို့ ဟိုရမန်ကြီးတို့နော်ထမင်းဘိုးတို့အဲကားကားတို့ကတော့ရှိရတာအဲ့ဒီရှိတဲ့ကားမျိုးကြောင့်ရှင်အဲ့ဒီကြီးတွေကိုအကုန်သူတို့ကပယ်ဖြတ်လိုက်တယ်ပယ်ဖြတ်လိုက်ပြီးတော့ကျွန်တော်တို့အဲ့လိုပဲပေါ့ရ3600နဲ့ပဲကျွန်တော်တို့ပေးမယ်ဟော3လမပြည့်သေးတဲ့ဝန်ထမ်းတယောက်ကိုသူတို့က80ရာခိုင်နှုန်းနဲ့ပေးမယ်3လရဲ့အထက်မှာကျော်ရတဲ့လူ85ရာခိုင်နှုန်းနဲ့ပေးမယ်အဲ့ဒီကိစ္စလေးကိုကျွန်တော်ကညှိနှိုင်းဖို့ရုံးမော်ပေါ့နော် office buying ဆိုင်အောင်ကျွန်တော်စတင်ထားတယ်ကျွန်တော်တို့နှစ်ပတ်နေနေတော့ဖြစ်သွားတယ်ခုနှစ်ရက်နေနေစပြီးစတင်တာကိုကျွန်တော်တို့မညှိနှိုင်းပါဘူးသူတို့ကဒါပြီးတော့ညှိနှိုင်းခွင့်လည်းကျွန်တော်တို့မပေးပါဘူး သမီးတို့လားစားညီနိုင်တယ်ဆိုတာကျွမ်းကျင်ခြင်းပေါ့နော်ကျွမ်းကျင်ခြင်းကိုဘလောက်ပေးမှလဲအဲ့ဒါကိုသိကြည့်လို့ပေါ့နော်ပြီးတော့သမီးတို့တွေကိုဒီရှားပါးစိတ်တို့ရက်မှန်ခြင်းတို့ပေါ့နော်အဲ့ဒါတွေကိုလည်းထက်မဲလို့မက်ဂျင်ကပြောတယ်3600ပဲပေးပြီးတော်ပြင်အလုံသမားသမကခေါင်းဆောင်တွေကိုထုတ်ပယ်ရမှာလဲစက်ယုံဘက်ကအကြောင်းပြချက်မပေးခဲ့ဘူးလို့ထုတ်ပယ်ခံရတဲ့အလုံသမားသမကခေါင်းဆောင်တွေကဆိုကြပါတယ်ဟိုအလုံရှင်တွေကဘယ်လိုကောင်းလဲအလုံရှင်တွေကအလုံသမားတွေကိုစံနာမပြပြအောင်နှိုးစော်နေတဲ့ပုံစံမျိုးဖြစ်နေပါတယ် အဲ့ဒါကိုလည်းနိုင်ငံတော်ကနေတော့သိသိကြပါတယ်ကျွန်တော်တို့ပြောတဲ့စကားတွေကိုအလုသမားတွေကတော့ဆန္ဒပြတောင်းဆိုရယ်ဆိုတာကတော့မလုပ်ချင်ပါဘူးအလုရှင်နဲ့အလုသမားအစဉ်ပြေဖို့ပဲလမ်းကြောင်းမှာကျွန်တော်တို့တွားကြပါတယ်ဒါပေမဲ့အလုရှင်တွေကမြစ်ပတ်လို့ရနိုင်မှန်သိတင်တာကျွန်တော်တို့တမင်သက်သက်မြစ်ပတ်ပါတယ်အလုသမားတမကအဖွဲ့နိုင်ငံတော်ကနေအသိမှတ်ပြထားတဲ့ပုံစံဖွင့်ကြားပြီးသားအလုသမားတမကအဖွဲ့တွေကိုတနည်းနဲ့မဟုတ်တနည်းနဲ့ချုပ်ခွဲနေပါအကျဉ်းထကြုတ်ဆက်ယုံမှာတရက်လောက်ခလာစာကြက်3600ကလွဲပြီးအရင်ပေးထားတဲ့ခန်းစား권အလုံးကိုရုပ်သိမ်းထားပါတယ် ဆက်ယုံအလို့သမားတွေအနေနဲ့ပြီးခဲ့တဲ့ဇန်နဝါရီလကလည်းလောက်ခလစတွင်းမြင့်ပေးဖို့ဆန္ဒဖော်ထုတ်ခဲ့ကြပြီးအဲဒီတုန်းကတော့ပြည်လည်မှုရခဲ့ပါတယ်ကျွန်တော်အာကာပါမြန်မာရွှေပြောင်းလူသမားပြည်ထနာတွေကိုဖြည့်ရှင်းနိုင်ဖို့လူသမားဝင်ကြီးဌာနကစံနှုန်းတစ်ခုတတ်မှတ်ထားတဲ့စာချုပ်ချုပ်ဆိုနိုင်ဖို့ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့သိရပါတယ်ဒေါ်မီဒချန်အခုသတင်းပတ်တွင်ပေးပို့ထားခဲ့ပါတယ်ခင်ဗျာ ဒီဘက်မှာတော့ရောက်လုံလုံကင်နေတယ်မြန်မာရှေ့ပြောင်းအလုပ်သမားတွေပြဿနာတစ်ခုဖြစ်ရင်လွယ်ကူစွာဖြေရှင်းနိုင်မှုအေဂျင်စီနဲ့အလုပ်သမားကြားထုတ်ဆိုတဲ့စာချုပ်ထက်ပိုတဲ့စံနှုန်းတစ်ခုသတ်မှတ်ထားတဲ့စာချုပ်ကိုစက်တင်ဘာ21ရက်နေ့ကစပြီးထုတ်ဆိုရမှာဖြစ်တယ်လို့အလုပ်သမားဝန်ကြီးဌာနရဲ့တာဝန်ရှိသူတူကပြောပါတယ်။ဒီထုတ်ဆိုရတဲ့စာချုပ်တွေရှိရတယ်။ဒါပေမဲ့ညီအစ်ကိုဆိုတဲ့ဆရာအေဂျင်စီရဲ့အလုပ်သမားကြားထုတ်ဆိုထားတာလေ။နောက်တစ်ခါကျတော့လုံရှင်ရဲ့အလုပ်သမားတွေကကျွန်တော်အခုက စင်စတဲ့နဲ့စာချုပ်ပေါ်မှာစင်စာချုပ်ချပြီးပြီးအဲ့ဒီတိုင်းချုပ်စုပါတော့ကျွန်တော်တို့ဘာလို့အလုပ်ကမှပြဿနာတွေဖြစ်ကြလာမှာလဲအဲ့ဒါလေးနဲ့အိုက်တာပေါ့ဖြစ်ပါတယ်။ဒီကမာရီရဲ့ဇာတ်လမ်းစာချုပ်တွေကိုတည်ပြီးဒီလိုစာချုပ်တွေကိုလည်းထည့်အောင်ချုပ်စုပြီးဒီစာချုပ်တွေကိုလည်းထည့်အောင်ပြန်ပေးရမယ်။ပြီးပြီးရအခါကျလို့ရှိရင်တို့ကတစုံတရာပေါ့နော်တို့ရဲ့ခန်းစားမှုကိုပြောရမှာပါ။ဘာလို့ဒီမှာစာချုပ်တွေမထွက်တာလဲ။ဒီလိုအလုပ်ထိန်းချင်ရှင်းနိုင်လာမှာပဲ။အထိုင်းစုံကိုပြန်ပေးရရမယ်။နောက်မှလည်းပေါင်း60အတွင်းမှာအလုပ်ကို ဘလို့ဟိုခံထားခွင့်ပေါ့နော်ဝတ်ပါမီကိုရအောင်လုပ်ပေးရမယ်သူလည်းသိတယ်နောက်တစ်ခါသူတို့လက်ထက်အောင်လည်းမတူဘူးပြန်သေးထားတယ်အဲ့တော့သူတောင်းဆိုတယ်သူရဲ့အဖေကိုလည်းသူတောင်းဆိုပါဖြစ်တယ်မြန်မာရွှေပြောင်းလူသမားတွေရေဒုတိယအဆင့်ဆွေးနွေးတဲ့အလုပ်ယုံဆွေးနွေးပွဲကိုအလုပ်သမားဝင်ကြီးဌာနက UCB ပြုလုပ်ခဲ့ပါတယ်။ဆွေးနွေးပွဲမှာအလုပ်သမားဝင်ကြီးဌာနအနေနဲ့မြန်မာရွှေပြောင်းလူသမားရေးဆောင်ရွက်နေမှုတွေကိုကုလရှင်းပြပါတယ်။နိုင်ငံအလုပ်သမားတွေတကယ်ကိုစိတ်ပေါ်တော့ဂျုံဂျုံစိတ်ချရတဲ့လားရွှေပြောင်းသွားတဲ့လောက်ကန်ခြင်းမျိုးကို ဖြစ်စေခြင်းဒါကျွန်တော်တို့ recruitment system နဲ့လည်းကျွန်တော်တို့ဓာတ်နဲ့ပြင်နေတယ်တို့တို့လည်းမရတဲ့အပိုင်းတွေရှိတယ်အလို့သမားတွေကိုယ်တိုင်ကအလို့သမားယူမှသွားမပုံတင်ပြီးတော့မှဓာတ်ရဲ့ကြော်ညာစာတွေကိုနော်လေ့လာပါဆိုတဲ့ဒါသူတို့ကိုယ်တိုင်ကအနေကအရင်ကြီးတဲ့ပွဲစားတွေနဲ့ပဲချိတ်ဆက်ပြီးတော့မှ အလုံးနေသေးတယ်သူတို့ကလည်းကျွန်တော်တို့ဘလို့မှထဲတဲ့ဝင်လိုက်မလို့နိုင်နေတာတွေအများကြီးရှိတယ်ပေါ့နော်ရသမာဝန်ကြီးဌာနကသတ်မှတ်ထားတဲ့စံသဘောတူစာချုပ်ကိုချုပ်ဆိုခြင်းမရှိတဲ့ပြည်ပအလုပ်ကံအေဂျင်စီတွေကို1999ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ပြည်ပအလုပ်ကံဆိုင်ရာဥပဒေနဲ့ညီရေးယူသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံကနေထိုင်နိုင်ငံကိုတွားရောက်အလုပ်လုပ်ကိုင်နေတဲ့လူသမားတစ်လကို၄000လောက်များရည်နဲ့ဆက်ကနေထွက်နေပြီဒီစိတ်ကနေတော့တွားရောက်အလုပ်လုပ်ကိုင်သူ၄000ဝန်းကျင်ရှိပါတယ်အတော်အများဆုံးကတော့ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတို့ပဲဖြစ်ပါတယ်ကျွန်မကမေတ္တာချမ်းပါ အ ਨੇ ဆုံးလုခလစာတတ်မှတ်ပြီးနောက်ပိုင်းဥပဒေလုံထုံးလုံနီးနဲ့မညီပဲလုံသမားရှော့ချထုတ်ပေတာတွေရှိလာတယ်လို့လုံသမားတွေကဝေဖန်နေကြပါတယ်ဥပိုင်စိုးအခုသတင်းပါအတွင်းပေးပို့ထားခဲ့တာပါခင်ဗျာတရက်လုခ3600ကျက်လို့သတ်မှတ်ပြီးတဲ့နောက်အလုတ်သမားတွေကိုခန်းစားခွင့်နေလျှော့တာအလုတ်ထုတ်ပစ်တာတွေရှိနေတာပါရွှေပြည်သားအီရှာရိုးစ်အထဲချုပ်ဆက်ရုံမှာ လုံသား200လောက်အလုတ်ထုတ်ခံခဲ့ရပြီးဒါနဲ့ပတ်သက်လို့စက်တင်ဘာ21ရက်နေ့ကသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။လုပ်ငန်းညှိနှိုင်းကော်မတီနဲ့လုံးဝဆွေးနွေးခဲ့ခြင်းမရှိဘူး။ပုံမှန်ငါ့ကိုချိုးဖောက်ထားပါလား။ခန်းနဲ့ပုံမှန်ငါ့ကိုချိုးဖောက်ထားတယ်။အငြင်းပွားမှုဖြစ်စင်ပါလေ။နောက်အထက်မှာရှိတဲ့ဝင်ထဲ240ကိုစားမျက်တွေဖြုတ်ပြီးတော့28ရက်နေ့မှာဖြုတ်တယ်။အဲ့ဒီနေ့မှာပဲနိနာကြီးရဲ့အကုန်ယူခိုင်းပြီးတော့28ရက်နေ့မှာပြန်ပြီးအစ်စ်ပြန်ဖြစ်နေဆိုတော့ဒါကပုံမှန်39ကိုချိုးဖောက်ထားတယ်။လုံးဝ အငင်းပွားမှုဖြစ်စင်မှာဒါမျိုးကိုလုံးလို့မရဘူးဆိုတော့တရားဝင်2000ဆင့်နဲ့အငင်းပွားမှုဥပဒေမှာလည်းပြတ်လန်းထားပြီးသားအဲ့တော့ဒီလိုအချိန်ချင်းချိုးဖောက်နေရတာကိုကျမတို့ဝန်ထမ်းတွေအနေနဲ့လုံးဝလက်မခံနိုင်တော့ဒီကိစ္စမျိုးလို့ပေါ့နော်ဒါကိုလည်းသက်ဆိုင်ရာဝန်ကြီးဌာနအစိုးရပိုင်းတွေအနေနဲ့ခုလိုအလုပ်ရှင်တွေမျိုးကိုအရေးယူဆောင်ရွက်ပေးဖို့လည်းကျမကတင်ပြချင်တယ်သူတို့အနေနဲ့လည်းတစ်ဖက်တစ်လမ်းကနေဝန်ထမ်းတွေအတွက်ဘယ်လိုပံ့ပိုးပေးနိုင်လို့ကျမတို့အရန်သိချင်တဲ့ဒီအဖြစ်ပေါ့နော်အဲ့ဒီတော့အခု ဟုတ်ပြီကျမတို့ကအခုနမူနာအရှိမဖြစ်နေပြီပေါ့နော်ဟုတ်ပြီကျမတို့နောက်ထပ်ဖြစ်လာမယ့်ဝန်ထမ်းတွေကိုဘယ်လိုကာကွယ်မှုတွေပေးနိုင်လဲဒါရဲကျမအရန်သိချင်တယ်ကျမတို့ကိုဖြစ်နေသလိုမျိုးလုံးဝနောက်ထပ်ဝန်ထမ်းတွေကျမတို့ဖြစ်မခံနိုင်ဘူးဒီလိုမျိုးဘဝမျိုးတွေမရှင်သန်တဲ့ခြင်းအနာဂတ်ပြောင်းလဲဘဝမျိုးမဖြစ်စေချင်ဘူးအလုံးအမာရတာနဲလာတာကြောင့်လို့လုပ်ငန်းရှင်ဘက်ကအကြောင်းပြခဲ့ပေမဲ့ခုံတမာရီအဖွဲ့ကစစ်ဆေးရမှာတော့တက်သေးမပြနိုင်ခဲ့ဘူးလို့သူကပြောပါတယ်လုတ်တဲ့ရင်အလုတ်သမား196ယောက်ကိုအလုတ်ကထုတ်ခဲ့ပြီး ကြံလုတ်သားတွေကိုလည်းစာချုပ်တစ်ချုပ်ဆိုခဲ့တဲ့အတွက်လုတ်တဲ့ကြောင့်ခံစား권နဲ့မရတော့ဘူးလို့လည်းသူကဆိုပါတယ်ဥပဒေရောသူကတတ်မဲ့ပြိုင်လေဒါပေမဲ့အဲ့ဒါကိုမှလုပ်ငန်းရှင်ကတစ်လုံးကြားကိုလှုပ်သွားတာဘယ်လိုလဲသူကတတ်မဲ့ပြီးသားသူကလုပ်ငန်းကိုလုထုတ်လို့မရအောင်မဟုတ်ထုတ်လို့ရတယ်ဒါပေမဲ့သူ့ရဲ့စကေးတန်းသွားအဲ့လိုမျိုးဟောပဲနဲ့ရှိတယ်မှာလူမလူရုံမှာလူရောက်၄00ကျော်လေးပဲရှိတယ်အဲ့ဒါကိုတရားကိုချက်ရအောင်တမျိုးတစ်ခုမှထုတ်လိုက်တယ် ။အထက်မှာရှိတဲ့လူကိုလည်းရောကြီးပေးပြီးတော့နောက်နေ့တနေ့မှာလူသစ်နေနဲ့အကုန်လုံးပြန်ခန့်တယ်။ဒါလည်းတစ်လုံးမြတ်လောက်ရပါပဲပေါ့။ရှော့ချတဲ့အလုသမားတွေကိုရောကြီးပေးပြီးအလုသမားကိုယ်စားလှယ်9ယောက်ကိုပဲပြန်ခန့်ဖို့အလုရှင်ဘက်ကအကြောင်းပြန်ခဲ့တယ်လို့သူတို့ကပြောပါတယ်။အ ਨੇ ဆုံးလောက်ခလာစာရရှိဖို့အတွက်အထယ်ကျုပ်လုံသားတွေအများစုကတောင်းဆိုခဲ့ကြပြီးဥပဒေထွက်လာပြီးနောက်ပိုင်းမှာလည်းအထယ်ကျုပ်လုပ်ငန်းဘက်မှလုံသားရှော့ချတာတွေဖြစ်နေတာပါခင်ဗျာကျွန်တော်ပိုင်ဆိုပါ အ ਨੇ ဆုံးလောက်ခကြီးငွေထုတ်ပြန်ပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့အလုသမားပြိပခတွေနဲ့ပတ်သက်လို့အစိုးရအလုရှင် အလုသမား၃ဖွင့်ဆိုင်တွစ်ဆုံ ဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဥအားကအခုသတင်းပတ်ထဲပေးပို့ထားခဲ့ပါတယ်ခင်ဗျာ။ရှောင်းကမြို့ကမြန်မာနိုင်ငံတောင်တူလယ်သမားနဲ့စိုက်ပျိုးရေးအလုပ်သမားတမကများအဖွဲ့ချုပ်ရုံမှစက်တင်ဘာလ22ရက်နေ့ကအလုပ်သမားတမကအဖွဲ့ချုပ်ညီနောင်၅ဘွဲ့တို့ပူးတဲ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာခုလိုပြောဆိုသွားကြတာပါ။ ဩဂတ်လနောက်ဆုံးဘက်ကအ ਨੇ စုံခချင်းငွေနှုံတာထုတ်ပြန်ပြီးနောက်ပိုင်းစက်ရုံတွေအနေနဲ့အလုံသမားရှော့ချမှုစက်ရုံပိတ်သိမ်းမှုစတဲ့ပြိပခါတွေရှိလာတဲ့အတွက်တွစ်ဆုံညှိနှိုင်းမှုစီစဉ်တာလည်းဖြစ်ပါတယ်။သုံးဝင်ဆိုင်ဆွေးနွေးပွဲမှာအလုတ်ထုတ်နှိမ့်လာခြင်းခံစား권အလုံသမားရှော့ချတဲ့ကိစ္စတွေကိုဆွေးနွေးသွားမယ်လို့သိရပါတယ်။အခုကျွန်တော်တို့25ရက်နေ့မှာသုံးဝင်ဆိုင်ဆွေးနွေးပွဲနေပြီးတော့မှရှိပါတယ်။အခု25ရက်နေ့မှာနေပြီးတော့မှရှိတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလသဘောတူထားတဲ့ကျွန်တော်တို့ဒီသဘောတူညီချက်တွေကျွန်တော်တို့ national priority issues တွေရှိတယ်ဗျ။ အဲ့ဒီအချက်တွေနဲ့ပတ်သက်တဲ့သဘောတူညီချက်တွေကိုအောင်မြင်ရင်းရှိမရှိကိုကျွန်တော်အကုန်လုံးပြန်သုံးသပ်ပြီပြန်သုံးသပ်ပြီးတော့လိုအပ်ချက်ရှိရင်ချက်ချင်းဖြစ်စီပေးဖို့လက်တလုံးမှာအခုအပူတပြင်းဖြစ်နေတဲ့ပြဿနာအနေဆုံးလောကလစာတတ်မှတ်ပြီးနောက်ဆက်တွဲကိစ္စကိုအမြန်ဆုံးဖြေရှင်းကြဖို့ကျွန်တော်ပြင်ဆင်ရတော့မယ်အခုဆိုရင်လောလောဆယ်ပေါ့နော်နောက်တစ်ခုကလုံသမားဥပဒေပြင်ဆင်ရေးမှာအလုံသမားဖွဲ့စည်းရေးဥပဒေရဲ့နောက်တစ်ခုကကျွန်တော်တို့ အငင်းပွားမှုဥပဒေရဲ့နှစ်ခုဦးစားပေးပြီးပြင်ဆင်မှုကိစ္စကိုကျွန်တော်တို့ပြန်ပြီးတော့အမြန်ဆုံးပြန် review လုပ်မှာပါခင်ဗျာဒါပြင်လက်ရှိအလုံသမားပြိပခတွေမှာစတင်မလာဆန်းကလေးကထုတ်ပြန်ထားတဲ့အလုတ်ခံတာမှုစာချုပ်ကိုချုပ်ဆိုခြင်းမရှိတာကလည်းနစ်နာမှုတရက်ဖြစ်နေတယ်လို့မြန်မာနိုင်ငံအလုံသမားတက်မကများအဖွဲ့ချုပ်ကသုံးသပ်ပါတယ်နောက်တစ်ချက်ကစတင်မလာတရက်နေ့ကနေပြီးတော့ဒီ30ရက်နေ့အထိကိုဒီဒီအလုတ်ခံတာရေးဆိုင်ရာစာချုပ်ချုပ်ရမယ်ဆိုတော့ပထမညွှန်ကြားချက်ရှိပါတယ်ဒီညွှန်ကြားချက်ကိုလုံမဝင်ကြီးဌာနကလွန်ခဲ့သော2ရက်ကပဲပြေလျှော့ထားပါတယ် အောက်တိုဘာလကုန်အထိကိုနောက်ထပ်ရပောင်း30ထပ်တိုးပေးထားပါတယ်ချက်ဆိုပေါ့နော်ဒီအောင်ကိုချုပ်ရမယ်လို့သမားကမချုပ်နိုင်ရင်ရပောင်းနောက်ထပ်30ထပ်တိုးပေးထားတယ်ဒါလိုမှဝန်ကြီးဌာနကလည်းပြောထားတာဒါလုပ်ငန်းရှင်တွေသဘောပေါက်နားလည်ဖို့လိုတယ်ဆိုတာတစ်ချက်ကျွန်တော်ပြောနေတယ်အဲ့တော့လုပ်ငန်းဝင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့တန်းကျင်မှုဥပဒေအရတော့ရေးယူခံရမှာသိကြတယ်ဒါတစ်ချက်ဟိုကျွန်တော်တို့ notice လုပ်ထားတယ်လုပ်ငန်းရှင်တွေ3600ပေးလိုက်လို့အခြားအခွင့်အရေးတွေရုပ်သိမ်းမယ်ဆိုရင်ခုနပြောတဲ့ dialogue လုပ်ပါပြည်စုံညီနိုင်မှုလုပ်ပါလုပ်ငန်းဝင်အကြံအစည်ကိုတိစောက်ပါ ခုလိုအလုသမပြိပခါတွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတောင်သူလယ်သမားနဲ့စိုက်ပျိုးရေးအလုသမသမဂ္ဂများဖွဲ့ချုပ်မြန်မာနိုင်ငံအလုသမသမဂ္ဂများဖွဲ့ချုပ်မြန်မာနိုင်ငံဆရာဆရာမများဖွဲ့ချုပ်မြန်မာနိုင်ငံပင်လယ်ရေကြောင်းအလုသမများဖွဲ့ချုပ်မြန်မာနိုင်ငံရွှေပြောင်းအလုသမများအခွင့်အရေးကွန်ရက်တို့အနေနဲ့စက်တဘာလ22ရက်နေ့ကပူရဲထုတ်ပြန်ချက်တရက်ကိုထုတ်ပြန်ခဲ့ပြီးဒီထုတ်ပြန်ချက်ကိုအစိုးရအလုရှင်နဲ့အလုသမတွေကိုပေးပို့ထားပါတယ်ကျွန်တော်အာကာပါလက်ရှိဥပဒေနဲ့လုံထုံးလုံနည်းတွေဟာအမျိုးသမီးလိင်လုံသားတွေကို အသိပညာပေးရေးလုပ်ငန်းတွေမှာနှောင့်နှေးခက်ခဲစေတယ်လို့ကူညီဆောင်ရွက်နေသူတွေက ပြောဆိုနေကြပါတယ်။ဥပိုင်စုအခုသတင်းပတ်အတွင်းပေးပို့ထားခဲ့တာပါခင်ဗျာ။မျိုးသမီးလိန်လုတ်သားတွေကိုနှိတ်ကိုနှိမ်နင်းနေတာဟာအသိပညာပေးရင်းနဲ့ကျမ်းမာရေးစောင့်ရှောက်ဖို့အတွက်ခက်ခဲစေတယ်လို့အကူအညီပေးနေသူတွေကပြောပါဗျ ကိုနှုံးနဲ့တွေ့ရင်လည်းမဖမ်းရဘူးလို့အထက်အဆင့်ဆင့်ရညွန်ကြားထားပေမဲ့အောက်ခြေမှာတော့ဖမ်းဆီးရတွေရှိနေတယ်လို့သူတို့ကဆိုပါတယ်။ဒါ့အပြင်လက်ရှိချမှတ်နေတဲ့ထောင်နန်းနဲ့ငွေရန်တွေကိုတိုးမြင့်မှုလွတ်တော်မှာဆွေးနွေးနေတာလည်းရှိပါတယ်။ဒီဆက်စွာကတွေမှာနန်းနေလည်းရှိရယ်ပေါ့စတစ်နေလည်းရှိရယ်အိတ်ဆိုင်သမိုင်းဆိုသူတို့ရဲ့စေတောက်ဖို့အတွက်ခက်ခဲရှိတဲ့အတွက်ပေါ့နော်။ တချို့နေရာဒေသတွေမှာဆိုလို့ရှိရင်ဒီမန္တလေးမှာတော့ဆေးလေးရတော့နည်းနည်းအဆင်ပြေနေပေမဲ့တချို့ဒေသတွေမှာတော့ဆက်စွာကားတွေဆေးတောက်ဖို့အဆင်မပြေဘူးဆေးဒီအချိန်နဲ့တောက်ရတာဒါမှမတောက်ရရင်သူတို့မြန်မြန်ကြည့်ပြီးသေးမှာပဲလေနော်နောက်တစ်ခါဒီငွေမရှိတဲ့အတွက်ပေါ့နော်ဒီငွေတန်းသသိန်းဆိုရလဲအဆင်မပြေဘူးအဲ့တော့သူတို့ကကြောက်မယ်ကြောက်ပြီးတော့ပုံရွှေခွဲဆွေးလုပ်မယ်လုပ်လို့ရှိရင်ကျမတို့ကာဝေးလုပ်ငန်းတွေမှာကြာပို့ပြီးတော့ထိရောက်မရှိဘဲနဲ့သူတို့ကမကာကွယ်နိုင်မကာကွယ်နိုင်တဲ့အတွက်ဒီ HIV ရောဂါတွေကပြန့်ပွားနေမှာပဲလက်ရှိမှာတော့ နိုင်ငံရဲ့စီးပွားရေးအခြေအနေကြောင့်ဒီလောကတွေကိုဝင်ရောက်လာသူတွေပိုလာတယ်လို့လည်းသူကပြောပါတယ်။အာရှဒေသကအမျိုးသမီးလိန်လုပ်သားတွေဟာတာမန်အမျိုးသမီးတွေထက် HIV ရောဂါပိုးကူးစက်ခံရခြင်း29%ကိုပိုများတယ်လို့ UNH ကဆိုပါတယ်။ ဒီဆက်စွာကားရှိရတာမှမရင်းမှုတွေပေါ်ပေါက်နေတာပေါ့နော်သူတို့မရှင်မရင်းမှုတွေပို့ပြီးတော့ပေါ်ပေါက်လာမယ်ပတ်စံမရှိရတဲ့သူတို့ကိုခန္ဓာလေးတွေရင်းနှီးပြီးတော့လုတ်ကန်စားနေရတာပေါ့နော်ဒီအတွက်သူတို့ပြည်ထန်ကြီးကြီးမားချမယ်ထောင်တန်းနေငွေတန်းနေဆိုရင်တော့သူတို့အတွက်ကအရန်နစ်နာပါတယ်အမျိုးသမီးလိန်လုတ်သားတွေအနေနဲ့မတက်သားတဲ့အခြေအနေကြောင့်ဒီလိုလုတ်ကန်စားတောက်ရတာဖြစ်ပြီးအလို့အကိုင်းနဲ့အမှုကျင့်နေပြောင်းမှုအတွက်ကတော့အစိုးရတာဝန်ရှိသူတွေလည်းပူးပေါင်းကူညီဖို့လိုတယ်လို့တိုက်တွန်းမှုတွေလည်းရှိနေပါတယ် HMU နဲ့ပတ်သက်တဲ့အစီရင်ခံစာတွေမှာတော့မြန်မာနိုင်ငံမှာအမျိုးသမီးလိင်လို့သား9000ဝန်းကျင်ရှိမယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျာကျွန်တော်ပိုင်ဆိုပါအ ਨੇ ဆုံးအခကျင်းွေထုတ်ပြန်လိုက်ပြီးနောက်ပိုင်းအလုတ်ရက်စဲခံခဲ့ရတဲ့အလုတ်သမားတွေအလုတ်ပြန်လဲရရှိဖို့အတွက်လုတ်သမားအဖွဲ့အစည်းတွေပူးပေါင်းကူညီပေးသွားမယ်လို့သိရပါတယ်ဥအားကပေးပို့ထားခဲ့ပါတယ်ခင်ဗျာ ။နေဆုံးခချင်းငွေထုတ်ပြန်ပြီးနောက်ပိုင်းစက်ယုံတွေတရဝင်းပိတ်တာလှုပ်သားအင်အားရှော့ချတာတွေကြောင့်အလုပ်လက်မဲ့တွေများပြတ်လာတဲ့အတွက်အလုပ်သမားအဖွဲ့အစည်းတွေကခုလိုပူးပေါင်းကူညီဖို့စီစဉ်တာပါ။စတေမာလာအတွင်းမှာပဲရန်ကုန်တိုင်းဒေသကြီးအတွင်းကအလုတ်သမား8000နီးပါးနဲ့မန္တလေးတိုင်းဒေသကြီးအတွင်းကအလုတ်သမား1000နီးပါးအလုတ်ရဲစဲခံလိုက်ရပြီလို့သိရပါတယ်။စက်ရုံပိတ်သိမ်းတဲ့စက်ရုံတွေအနေနဲ့လည်းလုတ်သားအင်အားထောင်ချီလဲပတ်နေတဲ့စက်ရုံတွေကတော့ပိတ်သိမ်းမှုမရှိသလောက်နေပါပြီ။အများအားဖြင့်အလုတ်သမားရှာကနန်းနဲ့လဲပတ်တဲ့စက်ရုံချို့သာပိတ်သိမ်းမှုရှိခဲ့ပါတယ်။ ဒါပေမဲ့အလုတ်ရဆဲခံလိုက်ရတဲ့အလုတ်သမားတွေနဲ့အလုတ်သမားအဖွဲ့အစည်းတွေအဆက်အသွယ်ပြတ်တောက်မှုတွေရှိနေတာကြောင့်အလုတ်သမားတွေအနေနဲ့ဖွဲ့ချုပ်တွေကိုဆက်သွယ်ဖို့လိုအပ်တယ်လို့လည်းမြန်မာနိုင်ငံတောင်တူလယ်သမားစိုက်ပျိုးရေးနဲ့စားသောက်ကုတ်ထုတ်လုပ်ငန်းမျိုးစုံအလုတ်သမားတမကများအဖွဲ့ချုပ်ကဆိုပါတယ်တကုတ်စိတ်ကမ်းမှာရှိတဲ့ဟာဟေးဆိုတဲ့အထည်ချုပ်စိတ်ကိုသွားပြီးဆွေးနွေးကြည့်ကြအောင်သွားပြီးဆွေးနွေးကြည့်ကြတဲ့ခါကျတော့နောက်ထပ်အလုတ်သမားအချိန်မီလူ8000လောက်ကိုချက်ချင်းခန့်ထားနိုင်တယ်ဆိုတာမျိုးအကြောင်းပြပါတာရှိအဲ့လိုမျိုးကျွန်တော်ရှိပြီသူကတချို့လုပ်ငန်းရှင်တွေကတူးချက်မှုအသင့်ဖြစ်နေတယ်နောက်ပြီးတော့အောင်လဲအောင်မြင်တယ် ဆိုတော့အဲ့လိုမျိုးခုနကတော့ CMB တဲမှာကွာနည်းနည်းလေးပို့ပြီးတော့အဆင်မြင်လာပေါ့နော်ဟိုခိုင်ခိုင်မာမာအဲဈေးကွက်တည်တည်ဆဲရှိတဲ့အဲကျွန်တော်တို့တစ်ဖက်ကလည်းပဲအမကန်နဲ့ကောင်းကောင်းရှိတဲ့ CMB တွေတဘောတော့ဗျာ export insurance ဆိုပြီးတော့ပို့ကုန်အဲကျွန်တော်ဒီပတ်တင်သွင်းမှုအမကန်ကျဲရှိတဲ့ကျောက်တော်လောက်ကကောင်းကောင်းရှိတဲ့ကုမ္ပဏီတွေကအလုပ်တူချက်ဖို့တင်ပြထားတာရှိတယ်။ MIC မှာပြန်ကြည့်ရင်လည်းပဲလက်ရှိအလုပ်တွေကိုနှစ်ဆတူချက်မဲ့ဆိုတော့တော်တော်များများသောအလုပ်အုံတွေရှိတယ်။ ဒါပေမဲ့လက်ရှိစက်ယုံတွေအနေနဲ့အလုတ်သမားရှော့ချမှုတွေမှာဥပဒေနဲ့မညီညွတ်တဲ့အချက်တွေရှိနေတယ်လို့မြန်မာနိုင်ငံအလုတ်သမားတမကများအဖွဲ့ချုပ်ကပြောပါတယ်စက်ယုံတွေလူလျှော့တယ်လုပ်ငန်းမလဲပတ်နိုင်လို့စသဖြင့်ပေါ့ဒါအလားစားတရားစီစစ်ရဘာကြောင့်လဲဆိုတော့3600ကျောင်းအလုတ်ပိတ်ပါတယ်ဆိုပြီးတော့ဘယ်အလုတ်ရှင်ကမှလုံခြုံရေးဝန်ကြီးဌာနကိုပြင်ပြမှာမဟုတ်ဥပဒေကြောင်းရသူ1300လားတိကျသွားနိုင်တယ်3600ကမပြီးလို့အလုတ်ပြုတ်မယ်ဆိုဥပဒေစန့်ကျင်တာဖြစ်တဲ့အတွက်ဒီ frame တွေကနေသူအလုတ်ပြုတ်တာမဟုတ်ဘူးဆိုတော့အခြားအချက်လက်တွေလည်းသူတို့တင်ပါပဲတင်တဲ့ကောင်ကအလားစားတရားစီစစ်ဖို့လို့တယ် ဒါအပြင်နည်းစုံခကြင်ငွေဥပဒေတတ်မှတ်ချက်အရအလုပ်သမားတွေကိုအလုပ်တင်အစမ်းခန့်ခွဲခြားမှုကလည်းလှုပ်အားနှိမ့်ထုတ်ခိုင်းစေမှုတွေရှိလာနိုင်တယ်လို့လည်းဆိုပါတယ်။ပထမအလုပ်တင်ကာလ3လတည်အနည်းဆုံးခကြင်ငွေရ90ရာခိုင်နှုန်းပဲခစားခွင့်ရှိလို့သာလူလာစားရ1800ပဲရ1800နဲ့3လခိုင်လို့ရဟုတ်ပြီဒုတိယအစမ်းခန့်ကာလ3လမှာ85ရာခိုင်နှုန်းပဲရနည်းဆုံးခကြင်ငွေအဲ့ဒီမှာလည်းပဲလှုပ်အားနှိမ့်ထုတ်ပြီးခိုင်းစေလို့ရဒါကအလုပ်သမားရဲ့ right ပါ ူ့ရဲ့ထိခိုက်နှိမ့်နာသွားမှုရှိတယ်။ဒါကြောင့်အခုလိုအလုသမားပြိပခတ်တွေကိုအစိုးရအလုရှင်အလုသမားသုံးခွင့်ဆိုင်တွဲဆုံညှိနှိုင်းဖြေရှာခြင်းကအကောင်းဆုံးဖြစ်နိုင်တယ်လို့မြန်မာနိုင်ငံတောင်တူလယ်သမားစိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ငန်းမျိုးစုံအလုသမားတမကများအဖွဲ့ချုပ်ကသုံးသပ်ထားပါရခင်ဗျာ။ကျွန်တော်အာကာပါ။အခုထုတ်လွှင့်ပေးသွားတဲ့သတင်းတွေပဲတပတ်အတွင်းသတင်းတွေကိုရန်နာလိုက်ပါတယ်။ကျမ်းမာချမ်းသာကြပါစေ။ကျွန်တော်မောင်တူပါ